မှာဆိုတော့အဲ့လိုလူမျိုးတွေကျွန်တော်နိုင်ငံမှာများတယ်အဲ့တော့ရွေးချယ်စည်းရုံးလဲရွေးကောက်ပွဲပြန်လုပ်ဖို့လိုပြီလားလို့မေးကျွန်တော်ပို့ရတယ်ပြောပါမယ်လုပ်ဖို့လိုနေပြီပြန်ကိုလောက်အောင်ရွေးကောက်ပွဲလက်ရှိရှိတဲ့စည်းရုံးအားမစ်စင်များလုံးမဲမကလာပါခုကြုံမျိုးမရတဲ့အတော့ချက်လေးချိုးနောက်ထောင်ကြည့်အောင်ခင်ဗျာဒီကွာရွေးချယ်စည်းရုံးရဲ့ဒီရွေးချယ်စည်းရုံးဆိုဒီဟိုပါပေါ့ဆောက်လို့ရလုပ်ငန်းရှင်များအသိချုပ်ရဲ့ရဲ့ဒီတက်တန်းပေါ့ဥက္ကရာတက်တန်းနဲ့ရွေးကောက်ပွဲတက်တန်းမပြည့်သေးဘူးလားအဲ့မေးခွန်းလည်းမေးချင်တယ်နော်ရွေးချယ်ဆောက်လို့ရလုပ်ငန်းရှင်အသိချုပ်ကွာ ဘာတက်တလုံးရာသက်ပံဥက္ကရာလောက်ကြတော့မလားဘုသူကြီးမရောက်လာတော့အာနာမက်တယ်လို့ဟိုဘာဖြစ်လဲညာဖြစ်တယ်လို့ရောက်ပြီးတော့ကွဲရမှာတိုးတိုးတိတ်ပြောနေကြရင်မယ်ခဲရုပ်ကလေးနော်အယုတ်ရှင်အဲလုခဲရုပ်ကလေးနော်အဲ့ဒီဟိုဘာမှမဟုတ်တဲ့ဥက္ကရာရာလူမှာဖက်တွေပေးကပ်ပြီးနေကြရတယ်မဟုတ်ဘူးလားတချို့လူတွေနော်ပြန်တွေးကြည့်နော်ရှက်ဖို့ကောင်းတာကိုယ့်ကိုယ်ကိုရှက်ကြဖို့လိုတာအခုချိန်ဒီဥက္ကရာနေမှာဖက်တွေပြီးတော့ကိုယ်တန်းပြည့်ရတော့ဖက်တွေနေကြရပြီအကုန်လုံးပြောတာရည်ရွယ်ပြီးဒီကိစ္စခဲရုပ်ဘုသူကြီးမရောက်လာတော့အာနာမက်တယ်မက်တယ်နဲ့ခဲရုပ်တချို့ကွဲရမှာချိန်ပြောကြရတယ်ဟိုဘာအုပ်စုနဲ့တွေ့ပြောကြရတယ်ဒါပေမဲ့ခင်ဗျားတို့ကိုယ်တိုင်အဲ့ဒီဥက္ကရာနေမှာထိုင်ရတဲ့ခါကျတော့ ပြောင်းထားကျွန်တော်အခွင့်အရေးတွေဘာတွေရလို့တော့ကျွန်တော်မသိဘူးအဲ့ဒါအဲ့ဒါတွေကခင်ဗျားတို့တော်တော်စဉ်းစားကြရခေါင်းနဲ့ကိစ္စနော်အစည်းအုံကဥက္ကဋ္ဌလည်းဒီတိုင်းပဲဥက္ကဋ္ဌရဲ့ရှိတာဘူးဆိုတော့ဥက္ကဋ္ဌတော့ထားတော့ဥက္ကဋ္ဌတွေကတော့အပြောင်းလဲမြဲရှိဒုက္ကဋ္ဌကတော့ကျွန်တော်စဉ်းစားနေဒုက္ကဋ္ဌ၃ရောက်ရှိတယ်ခင်ဗျားသိရတိုင်းပဲစော်မင်းဟန်သာမြေမင်္ဂလာစုစော်မင်းဦးဝေးကျူလေးအဲ့၃ရောက်လို့တကယ်ကိုပဲဝင်လို့ပြောရင်တော့ဒုက္ခရတယ်ဆိုတော့ယာတပံဒုက္ခရလာတော့ကျွန်တော်မသိဘူး။ရုပ်ရှင်စီမံဖွဲ့စည်းပုံနဲ့မှလည်းယာတပံဒုက္ခရထားရမယ်လို့မှတ်ထားလာတော့မသိဘူး။တခါမှထိုင်ရမထားဘူး။ ဒီလိုလူတွေရှိတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေဖြစ်နေတဲ့လွဲချော်မှုတွေကျွန်တော်ထောက်ပြတာအဲ့လူတွေကျွန်တော်ထောက်ပြတာစိတ်ဆိုးကြရင်လည်းမတတ်နိုင်ဘူးခဏလို့ဟုတ်မလားမလားပြန်ကြည့်လိုက်ရရှင်စီရောတတန်းတစ်ချောင်းလုံးမှာဒုက္ခရနေမှာထိုင်နေတာဘယ်နှခုနဲ့ရှိပြီဘယ်နှနဲ့ရှိပြီဘယ်နှချိန်ရှိပြီလဲပြန်ကြည့်လိုက်တရားမထအဲ့ဒါတွေကမှန်ကန်ရဲ့လားမြတ်တရားလားကိုရှိနေလို့အဲ့ဒီအဖွဲ့အစည်းကပိုတိုးတက်သွားတာအောင်မြင်သွားတာဘာရှိလဲဒါကိုပြန်ကြည့်ကြဖို့လိုတယ်ပုံလည်းပြောရင်ကိုရှိနေတဲ့အတွက်အဲ့ဒီအဖွဲ့အစည်းကပုံပုံတိုးတက်အောင်မြင်မှုဖြစ်ထုံးမှုလူအတိုင်းအတာတစ်ခုလုံးအကျိုးပြုမှုမဖြစ်ဘဲနဲ့ကိုရှိနေတာအလကားပဲဆိုရင်တော့ အဲ့လူထိုင်နေတာဘာလို့ထိုင်နေရလဲပဲမေးရမယ်ရှင်းရှင်းလေးပဲယာရုတွေဆိုတာယူလို့သာထိုင်ကြရင်ထိုင်ကြမယ်အလုပ်တဲ့သူတွေကခဏပဲထိုင်ကြတာတာဝန်ယူပြီးပြီးတာဆင်းပါတကယ်တော်တဲ့လူတွေတကယ်ရှင်းရှင်းလေးတွေကတာဝန်ယူတာတာဝန်ထိုင်ယူပြီးတာခိုက်တဲ့ကာလပြီးဆင်းတာပဲချက်ချင်းနောက်တစ်ခုနောက်နောက်တစ်မျိုးသက်တစ်ခုလက်ထဲလွှဲတာပဲဒါကဘာလဲဆိုတော့တာဝန်ယူတာဘာကမကောင်းနဲ့ခေါင်းဆောင်ကောင်းနေရမှုချင်းတချို့ကတော့ထိုင်ရမထားနိုင်ပဲငါလုံးမဆက်ငါရောကလုံးမဆက်ဖြစ်မှာငါလည်းတို့ကလုံးမဖြစ်မှာငါတို့မှုစလုံးမဖြစ်မှာဆိုတော့အဲ့လိုလူမျိုးတွေကျွန်တော်နိုင်ငံမှာများတယ် အဲ့တော့ရွေးချယ်စည်းရုံးလဲရွေးကောက်ပွဲပြန်လုပ်ဖို့လိုပြီလားလို့မေးကျွန်တော်ပို့ရတယ်ပြောပါမယ်လုပ်ဖို့လိုနေပြီပြန်ကိုလောက်အောင်ပါရွေးကောက်ပွဲလက်ရှိရှိတဲ့စည်းရုံးအားအကုန်လုံးမြင်လာပြီးအကုန်လုံးထွက်ပြီးတော့အစနေအသက်ပြန်လောက်အောင်ပါရွေးချယ်စည်းရုံးနောက်တစ်ခါဆောက်လေလုံငန်းချင်းအသိန်းချုပ်အကုန်လုံးမြင်လာပြလိုက်ပြီးတော့အစနေပြန်ပြီးရွေးကောက်ပွဲပြန်လုပ်ပြရအောင်တချို့ကပြောလိမ့်မယ်အာနတ်ဆာကအစိုးရလက်ထက်ဆိုတော့မလို့လေဒီမိုကရေစီရွေးကောက်ပွဲမှာမဟုတ်သေးရလို့အကြောင်းပြရင်ပြလိမ့်မယ်အကြောင်းပြချင်တော့ဒီမိုကရေစီမဆိုးရမဟုတ်လို့အကြောင်းပြမယ်တကယ်လို့ဒါတစ်ခုခုဘက်ကလာကြည့်ကျွန်တော်တို့လုံထွက်ပြရစီလုံပါဆိုတော့ ရားစနာကြီးပေါ့ဗျာဒါတွေကမှန်ကန်မြတ်တာလားပေါ့အဲ့တော့ဒါရုပ်ရှင်စီယုံညရုပ်ရှင်လောကတွေဆောက်လို့လုံမရှိရင်အသိတွေကျော်လို့ထည့်ပြောတာပေါ့နောက်တစ်ချက်ရုပ်ရှင်စီယုံနေတဲ့ကုချိန်တိထိန်းချောင်းမှုမလုပ်နိုင်ရုပ်ရှင်စီယုံတာဝန်ရှိသူတွေအကုန်လုံးမထိန်းချောင်းနိုင်ဘာလဲဆိုတော့အခုဒီရဲ့ဘက်မှာပြနေတဲ့ဇာကာတကရှိတယ်ကျွန်တော်ပုံပေါ်လင်းပြောမယ် journalist ကြောင့်နေနေပုံပေါ်လင်းလင်းတော့ဝင်ကန်တယ်ကိုရန်လေးရန်အောင်ပေါ့ရန်အောင်နဲ့ခင်လိုက်နှစ်ယောက်စလုံးထည့်ဝင်ပြီကျန်တဲ့ ဟိုဟာတွေကတန်းမွင်ပေါင်းမွင်တွေကိုကျွန်တော်ထည့်မပြောတော့ဘူး။ဒါဆိုတော့ကျန်တဲ့ဟာတွေကခင်ဗျားဟိုတန်းမွင်ပေါင်းမွင်လို့ပဲကျွန်တော်ပြောချင်တယ်။ကျန်တဲ့အိမ်မှာပါတဲ့သေးဆောင်သေးဆောင်တွေမင်းသမီးတွေကတန်းမွင်ပေါင်းမွင်လို့ပဲကျွန်တော်။အဲ့တော့ဝိုင်းရဲ့တပိုင်းနေရချိန်ဆုံးကပိတ်ပြီးထိန်းရမယ့်ကိစ္စကိုဟိုမထိန်းကြလို့။မာယာကြားဆိုရင်စကားရိုက်တယ်။တကားလုံး၆တယ်။ရှိသမျှအကုန်၆တယ်။ကျွန်တော်ယူလေးကိုမိမယ်။ခါအဲ့ဒီရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီကိုကုမ္ပဏီအနေနဲ့ရအောင်ဒီလိုအချောက်ကားရိုက်ပြီးတော့လူတွေကိုအတင်းသွားဖျက်နှက်ဖျက်ရဲခိုင်းပြီးအတင်းဖျက်ရဲခိုင်းမှာပတ်စံရတာကိုခင်ဗျားတို့အိုက်ထမင်းလောက်စားအိုက်ထမင်းလောက်ကိုခင်ဗျားတို့ကြိုက်တာလား ို့ရှင်တော့ထုတ်လို့တဲ့သူတွေထုတ်လို့တဲ့သူပြောတာနော်နောက်တစ်ခုကဒါရိုက်တာတွေနဲ့ဇာညုံရေးဆရာတွေခင်ဗျားတို့အဲ့ဒါလိုရေးရတာခင်ဗျားတို့ရဲ့အဆင့်တန်းအရေးချင်းလားဒါခင်ဗျားတို့ရဲ့အရေးချင်းအကုန်မင်းလားခင်ဗျားတို့ရဲ့ရုပ်ရှင်ထုတ်လို့ဟိုဇာညုံတွေဇကာကောင်းနေတီထွင်ဖန်တီးနိုင်ဆိုတာအကုန်မင်းလားဒါအကုန်မင်းလားဒီ၆ပြပြီးတော့ဒီမရေးရတဲ့ဟာကိုအတိတ်ဖြစ်နေကြီးခိုင်းပြီးတော့အတိတ်လုပ်နေတာမျိုးဒါကခင်ဗျားတို့အတွက်ဒါအမြင့်ဆုံးစွမ်းဆောင်ရည်လားခင်ဗျားတို့အမြင့်ဆုံးအုံတော့ဒါပဲလားဇာညုံရေးဆရာဝတ္ထုရေးဆရာနဲ့ဒါရိုက်တာတွေဒါအမြင့်ဆုံးမင်းလား ထုတ်လို့ဒီသမားကလည်းခင်ဗျားတို့အနေနဲ့ဒီလိုအမျိုးထုတ်ပြီးပတ်စံရှားတာအဲ့ထမင်းကိုခင်ဗျားတို့မိန်တယ်လို့ထင်တာလားမချက်ဘူးလားပေါ့ပုံမှန်လည်းမိတာနောက်တစ်ခုကမင်းသားကြီးဖြစ်တဲ့ရန်အောင်နောက်တစ်ခုကတကယ်ဝါရင်ဖြစ်တဲ့ဦးခင်လိုက်ကဲကျွန်တော်ပြောပါမယ်ကျွန်တော်တစ်ချိန်လုံးဒီလိုကားတွေပဲရိုက်ပြီးတော့လူတို့ကိုဒီလိုပဲ misleading လုပ်နေတော့ပါလားကိုယ့်ကိုယ်ကမချက်ကြတော့တာကျွန်တော်စဉ်းစားလို့မရဘူးကျွန်တော်ပုံမှန်လည်းပဲဝေဖန်တာကိုရန်လေးလည်းကျွန်တော်ကောင်းကောင်းသိတယ်ကိုခင်လေးလည်းကောင်းကောင်းသိတဲ့လူပဲဒါပေမဲ့ကျွန်တော်ပုံမှန်လည်းမပြခင်ဗျားတို့အဲ့ဒီလိုရိုက်နေသေးတယ်ခင်ဗျားတို့အထင်ကြီးဖို့မဖြစ်နိုင်တော့ဘူးဘလို့မှထင်မကြီးတော့ ဥပမာနဲ့ပြောတာဘာလို့ကျွန်တော်တို့သိထားတဲ့ပုံစံနဲ့မြင်ကျင်တဲ့ပုံစံနဲ့ရုပ်ရှင်လောကနဲ့ဘဝရဲ့အနေနဲ့အခုမာယာကြားဆိုတာမျိုးဆိုကျွန်တော်ကြည့်တယ်ဟိုထရိုင်လာလေးပဲကြည့်တာပါထရိုင်လာလေးတွေပေါ့တွေ့ရကြည့်တာလက်ကြည့်တော့ဘာတွေလောက်တာလဲဒါတွေရိုက်ပြတယ်ဒီလို၆တာပဲပြပြအဲ့တော့တို့ကဒီဇက်ကောင်တစ်ခုဖြစ်နေတော့မွေးဖွားတယ်ဘာလို့လဲရည်စရာဇက်ကောင်ဖြစ်နေ၆ပြလိုက်လို့ရှိရင်၆လိုမျိုးလုတ်ပြောပြောပြီးတော့၆လိုမျိုးပဲရှောက်လုတ်ပြလိုက်လို့ရှိရင်လူတွေကြည့်တယ်လူတွေလာကြည့်မယ်ဒီလိုပဲမြင်ထားသလားဒါဆိုရင် LGBT အတိုင်းအဝန်ကိုခန်းစော်ကားနေရလား ် LGBT တွေကခဏလို့ပဲဖြစ်နေတာလားခဏလို့ LGBT အုပ်စုတွေကိုပုံမှန်ခဏလို့စော်ကားနေတာလား LGBT တွေကလှောင်နေရလားခဏရွေးချယ်ကားတွေကနေ LGBT ကိုလှောင်နေရလားကျွန်တော်ပို့ပါလိမ့်မယ်မိရနော်အချောက်တွေမှာလည်းသူအချောက်ခွင့်ရေးရှိတယ်ဒါပေမဲ့ခဏတို့ကအချောက်တွေကိုငပေါ့ရင်ပြောင်းလုပ်ပြင်နေတာငါချောက်အချောက်တွေမှာလည်းသူအရေးရှိရှိအချောက်တွေရှိတယ်ရှင်းရှင်းလေးပြောတာ LGBT တွေမှာလူတော်တွေတပုံကြီးပဲဒါပေမဲ့သူတို့ကလည်းသူတို့ standard အဆင့်တန်းရှိတယ်ဒါပေမဲ့ခင်ဗျားတို့ကလုပ်ပြရတာအဲ့လိုရိုက်ပြနေတာက LGBT တွေကိုလို့ငပေါ့နေပြုံလုပ်ပြနေတယ်အယုတ်ရှင်ကားတွေလုပ်ပြနေတယ်အဲ့တော့ထုတ်လုပ်သူရော ခုနရိုက်ကူးတဲ့ driver ဇန်ညွှန်းရေးဆရာတွေရောဝတ္ထုယူကြီးတဲ့လူတွေရောနောက်တစ်ခုကတေးဥဆောင်တဲ့ထိတ်ဆုံးကပိတ်ဆောင်တဲ့ကိုရန်လေးတို့ကိုခန္ဓာလေးတို့ခင်ဗျားတို့တိတ်ကိုပြည်သူလူထုကိုစော်ကားလုံးနေ LGBT တို့စော်ကားလုံးနေပြီဒီလိုပဲကျွန်တော်ပြောချင်တယ်ပြီးတော့ရုပ်ရှင်လောကကြီးကနေခါထိတ်ကနေပိတ်ပြီးဖြည့်ဆင်းနေတယ်ရုပ်ရှင်ရုံတင်ပေးနေတဲ့ရုံပိုင်ရှင်တွေလည်းဒီတိုင်းပဲခင်ဗျားတို့ဒါမျိုးတွေတင်ပေးနေတာကိုခင်ဗျားတို့ကပတ်စံရိုင်းပြီးရောလုံနေကြပြီလားဒါခင်ဗျားတို့ရဲ့အရေးချင်းအကုန်မဲလားလို့ကျွန်တော်မေးချင်တယ်နောင်လာမဲ့ဒီကားကိုကြည့်မဲ့ကလေးလေးတွေခြားတိတ်တွေ PC ပေါ်စာလေးတွေရှိတယ် အဲ့ကလေးတွေအကုန်လုံးကျွန်တော်ကပါတယ်ဇက်သွင်းနေရလားဇက်သွင်းနေကြတာလားတိုင်းပြည်ကိုတမင်ကိုဒီကြားမှာဂျန်တာချိုးစားမမြင်ရမမျှရတဲ့ကြားထဲမှာခင်ဗျားတို့ကထပ်ပြီးတော့ဇက်သွင်းနေကြတာလားနည်းနည်းလေးတော့စဉ်းစားကြစီချင်တယ်ရုပ်ရှင်ကားတွေကိုအဲ့ဒါတွေကိုရုပ်ရှင်စီးရောင်းလည်းထိန်းချောင်းမှုလို့တယ်ခင်ဗျားတို့ကလည်းမထိန်းချောင်းဘူး ကိုလူတွေရဲ့လုံချင်ရလုံတယ်ရုပ်ရှင်လောကမှာထိုင်တိုင်းကျနေတယ်အဲ့တော့ကျွန်တော်ပုံပေါ်လည်းပြောမယ်ဒါမယိုင်းယံကားလုံးနဲ့ပြည်သူလူထုပေါ်စော်ကားလုံးနဲ့လောက်ရတခုဖြစ်တယ်လို့ကျွန်တော်ပုံပေါ်လည်းပဲဝေဖန်ပါတယ်ခင်ဗျားတို့တဲ့ပဲဝေဖန်ပါတယ်အဲ့တော့ဒါကြီးကတော့ဒါရုပ်ရှင်လောကနဲ့ဆက်ဆက်လို့တစ်ချိန်နဲ့တစ်ချိန်နဲ့မှတပြိုင်နက်တခုတခုစလိုက်ပြောလိုက်တာပါအဲ့တော့ဒီကားမျိုးကိုကျွန်တော်တို့တော့ယွန်းတယ်ဒီကားမျိုးရိုက်တဲ့လူလည်းယွန်းတယ်သိဆောင်တဲ့လူလည်းယွန်းတယ်ထုတ်ဝေသူလည်းယွန်းတယ်ဇာညုံသမားကလည်းယွန်းတယ်ပုံပေါ်လည်းပြောတာခင်ဗျားတို့တစ်ဖွဲ့လုံးတိုက်တဲ့အချိန်မှာတိုက်ဆိုတော့တိုးတိုးတိတ်ကျွန်တော်ကြောင့်အတင်းပြောလို့လည်းရတယ်ကျွန်တော်ပုံပေါ်လည်းပြောခင်ဗျားတို့တစ်ဖွဲ့လုံးယွန်းသွားတာတော်တော်ယွန်းသွားတာ အဲ့တော့ကိုရံလေးလည်းနောက်တွေ့ရခါကျကျွန်တော်ပွင့်လာပြောပါမယ်။ကြုံရင်ပြောပါမယ်။ဒါမျိုးကတွေထမရိုက်စေကျွန်တော်ဘူး။ဆရာတော်မရိုက်တဲ့တော့။ဆရာတော်ကိုတိတ်ခါကိုထိန်ရဖို့တင်ပြီ။ကိုခင်လိုင်းတို့ကဆာကိုတိတ်ခါကိုထိန်ရဖို့လို့။ကိုတန်ဖို့ကိုတိတ်ခါကို value ကိုထိန်ရဖို့လို့တို့လို့အခြားသူတပါးသောသူတွေရဲ့ပြည်သူလူထုနဲ့ LGBT တွေတိတ်ခါနဲ့တန်ဖို့လည်းထိန်ရဖို့လို့ပြီ။ဒါခင်ဗျားတို့ကိုလည်းပြောမယ်။ထုတ်လို့ရလားငါလို့ပတ်ဆံရရင်ရိုက်ကြည့်ဆိုရင်တော့ဆရာတော်ကတောင်းကားခံလည်းရိုက်မှလား။ပြည်သားခံလည်းရိုက်မှလား။လောက်ကြတော့ပါလား။အခုပတ်ဆံရအောင်ရှောက်လို့တော့မှလား။ဆရာတော်စဉ်းစားကြဖို့လို့လေ။ပတ်ဆံရတိုင်းရှောက်လို့လေဆိုတာလူမဟုတ်ဘူးဗျ။ ပညာရှင်မဟုတ်ဘူးအရေးရှိရှိသူမဟုတ်ဘူးတော့ပညာရှင်တို့အရေးချင်းအရေးရှိချက်လူတွေကပတ်စံရတိုင်းရှောက်လို့တာမဟုတ်ဘူးပတ်စံရတိုင်းရှောက်လို့တာပြည်သားတွေပဲရှိတယ်ပို့လို့လေကတော့ပြည်သားတွေလည်းပြောရတာမကောင်းပါဘူးပြည်သားတွေလည်းသနာဖို့ကောင်းတယ်တို့ခင်ဗျာတို့မှဒါလေးရှာရတာအဲ့တော့ကျွန်တော်တိတ်ပြီးတော့မနှိမ့်ကြနဲ့ကိုကိုမနှိမ့်ကြအောင်နေကြဖို့ပဲတိုက်တွန်းချင်တယ်ကျွန်တော်တို့တော်တော့ကျွန်တော်တို့ဒီဟာကြည့်ပြီးတော့စိတ်ထဲမှာပြောချင်တယ်ကြာတာနဲ့ရုပ်ရှင်လောကရုပ်ရှင်ဟိုမြို့တော်စီမံကိန်းကြီးပေါ်လာနဲ့ဒါလေးနဲ့ကိုဆက်ဆက်လာတဲ့ခါတခါချိန်ပြီးတော့အကုန်တန်းစီပြီးတော့ထည့်ပြောလိုက်တာဖြစ်တယ်အဲ့တော့နော်အဲ့တော့ရုပ်ရှင်လောကသားတွေကတော့ နားထောင်ပြီးတော့နားခါကြမှာတော့မသိဘူးခါလည်းမတတ်နိုင်ဘူးပြို့ဟုတ်လည်းပြောကျွန်တော်တော့တဲ့တယ်ပဲတဲ့တယ်ပဲဝေဖန်ဝေဖန်လိုက်တာပဲလိုက်ပါတယ်ပြီးတော့ပြည်ချိုင်းဦးကြီးဌာနတွေလည်းဒါမျိုးကားတွေကိုကြည့်ပြီးတော့ပို့ဟုတ်လည်းပြောရတော့ပိတ်ပင်တင်ပိတ်ပင်ပြရမယ်တားတင်တားပြစ်တင်တယ်ဒါတွေကိုမရိုက်တင်ဘူးလို့တော့တားတင်တယ်ကျွန်တော်ပို့ဟုတ်လည်းပြောရတယ်နော်ဟိုတစ်ချိန်တော့ဟိုကျွန်တော်ဒီခန့်ပြဒီခန့်ပြဆိုတော့အဲ့ဒီခန့်ပြဆိုတာဟာပြောလို့လို့ပဲဟိုတစ်ချိန်တော့ဒါလောက်စင်စာတွေပိတ်ထားတဲ့ကာလတော်တော်ကိုကြက်ထားတဲ့ကာလတော့ထွက်တဲ့ကွာတွေကားတွေ quality ကောင်းတယ်အခုစင်စာနည်းနည်းလျှော့လဲဖြေလျှော့လဲဖြေလျှော့လိုက်တော့လုတ်ချင်လိုက်လို့တော့စင်စာလူကြီးတွေကိုလည်းပြဿနာရှာလိုက်သေးတယ်ပြီးရင် ကိုကလှုပ်ချင်တာလှုပ်တယ်လှုပ်ချင်တာလှုပ်ဖို့စဉ်းစားလူကြီးတွေပြဿနာချတာလို့ဖြစ်နေတယ်ဆိုစဉ်းစားဖွဲ့လည်းပြီးတော့ဒါမျိုးကောက်ကိုကြည့်ပြီးတော့ခွင့်ပြုပေးနေရတာဒါဆိုရင်ဒီကောက်ခွင့်ပြုအောင်လို့ဘသူတွေကလိုက်ပြီးတော့ lobby လုပ်နေလို့လဲကျွန်တော်ဒီရုပ်ရှင်လောကကြီးဝင်ပတ်မဝင် အကုန်တက်တက်ဝေါ်ပြုတ်ကုန်တော့ဒါမကောင်းတာရှိကုန်ပဲဒါကြောင့်မလို့ရုပ်ရှင်လောကမှာမင်းမှုစိုးမိုးနေတဲ့ပုံကိုယ်တွေခင်ဗျားတို့တွေကျွန်တော်သိတယ်ခင်ဗျားတို့လည်းကျွန်တော်သိတယ်နည်းနည်းလေးတချို့ကိစ္စတွေခင်ဗျားတို့ရတန်းရတာရှော့တင်တာရှော့ပါဗျာကိုယ်အစင်တန်းကိုထိမ့်ကြပါကိုယ်တိတ်ကကိုထိမ့်ကြပါပတ်စံဆိုတာရှာလို့ ရပါလေဂုံတိခါရှိရှားကြပါရှားလိုက်လည်းမကောင်းကြပါဘူးเนาะတချို့ပတ်စံတွေကဂုံတိခါရှိရှားတာကောင်းပါလေလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်เนาะဒါလေးခုလိုပြောပြမယ်တော့လေကိုကြုံမျိုးကိုလည်းကျေးဇူးတင်ပါတယ်